အားလုံးပဲမင်္ဂလာပါမသူဒီဒီဝင်မြကျင်တာလေးကကြတော့မသူတို့အမျိုးသမီးတွေမှာဒီကျမ်းမာရေးမှာဆိုလို့ရှိရင်ပေါ့နော်ဒီမိမကိုကျမ်းမာရေးရလဲလုံးဝအရေးကြီးတယ်မိမကိုကိုပိုးမူဝင်အောင်ဆိုလို့ရှိရင်မသူကပြောမယ့်အချက်၃ချက်ကိုမဖြစ်မနေလိုက်တာပါလို့ပြောချင်ပါတယ်အဲ့အချက်၃ချက်ကဘာလဲဆိုလို့ရှိရင်တော့နံပါတ်၁အနေနဲ့ကကြတော့အစားအသောက်မသူတို့ရဲ့အစားအသောက်တွေမှာဆိုလို့ရှိရင်ချိုလွန်းငန်လွန်းဆက်လွန်းတဲ့အစားအသောက်တွေကိုအရင်စားလို့မရပါဘူးတင်းတင်းလျောက်ပဲတဲ့အနေထားပဲစားရမယ်အိမ်မှာအပြင်မှာအချိုရည်တွေတောင်များတဲ့မျိုးသမီးတွေဆိုရင်ပုံမှန်မျိုးသမီးတွေနဲ့ ာရင်ဒီဟာက မိမကိုပိုးဝင်နိုင်တယ်နံပါတ်2အနေနဲ့ကြတော့ကိုခန်းအားမသူတို့ရဲ့ဒီမိမကိုကကြတော့ဒီခန္ဓာကိုယ်ကသာကိုခန်းအားတွေနည်းနေမှာဆိုလို့ရှိရင်အာဘက်တီးရီးယားပိုးတွေအလွယ်တကူဝင်ရောက်လာနိုင်တယ်နောက်လို့ရှိရင်ဒီပြင်ပကဘက်တီးရီးယားပိုးတွေကိုပြန်လဲတိုက်ခတ်ဖို့အတွက်ကိုယ့်ရဲ့ခန္ဓာကိုယ်ကကိုခန်းအားနည်းနေပြီဆိုလို့ရှိရင်လည်းမိမကိုအလွယ်တကူပိုးဝင်နိုင်တယ်နံပါတ်3အချက်ကတော့လုံးဝအရေးကြီးဆုံးအချက်ပါအဲ့ချက်ကဘာလဲဆိုလို့ရှိရင်တော့ဒီအမျိုးသမီးတယောက်ကမိမကိုပိုးဝင်အောင်ဆိုလို့ရှိရင်ဒီတက်ရှိကလုံးဝအရေးကြီး ်တက်ရှင်းလို့ပြောလိုက်တာနဲ့မသူတို့ကဘာဖြစ်မလဲဒီမှာဆိုရှင် private area မှာအဓိကအရေးကြီးတဲ့အတွင်းငံနေရဲ့တက်ရှင်းအတွင်းငံဝင်တဲ့အခါမှာဆိုလို့ရှိရင်လည်းအတွင်းငံကပိတ်နေတာပေါ့နော်လေဝင်လေထွက်မကောင်းတဲ့အတွင်းငံနေနောက်လို့ရှိရင်ဒီအတွင်းငံတွေက6သွေးအောင်မလန်းတာလို့အထူးသဖြင့်ဒီလိုမိုးရသည်မိုးများနေတဲ့အချိန်မှာဆိုလို့ရှိရင်အဲဒီအတွင်းငံမ6ဘဲနဲ့ပြန်ဝင်မိတာတွေအဲ့လိုမျိုးတွေကလည်း ဒီမိမကိုပိုးဝင်လွယ်စေသလိုနောက်ပြီးလို့ရှိရင်ကြတော့ဒီရေလဲလုံချီတွေတန်ရှင်းနေဖို့လည်းအရေးကြီးသလိုမျိုးနောက်တစ်ခုကကြတော့ဒီမသူတို့ရဲ့လာစဉ်တမဒါလာတဲ့အခါမှာဆိုလို့ရှိရင်ဒီပက်တွေပေါ့နော်ဒီခံတဲ့ပက်တွေကြောင့်လည်းမိမကိုပိုးဝင်လွယ်တဲ့အကြတော့ဒီပက်တွေမှာဆိုလို့ရှိရင်လည်းအနည်းဆုံး၄နိုင်ကြတခါဖြစ်နိုင်နေဆိုလို့ရှိရင်တော့၄နိုင်ကြတခါတော့ကောင်းတယ်ဒါပေမဲ့အဲတတ်နိုင်ဆုံးတော့ပေါ့နော်၆နိုင်ကြတခါလဲပေးခြင်းဖြင့်လည်းဒီတက်ရှိလောက်တယ်ဆိုလို့ရှိရင်ကြတော့မိမကိုပိုးဝင်ဖို့အတွက်ကိုဆိုလို့ရှိရင်လုံးဝမဝင်နိုင်အောင် ာဝင်နိုင်တယ်ပေါ့နော်မသူကူပြောတဲ့အချက်၃ချက်ကကြည့်နေတဲ့အမျိုးသမီးလေးတွေအတွက်အကျိုးရှိတယ်ဆိုရင်တော့ like and share လေးလုပ်ပေးအောင်နော်ကျမ်းမာရင်းနဲ့ပတ်သက်ပြီးတော့သိချင်တာရှင်ရင်လည်းမေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်